ကျဲဥဘဲဥတွေမှာကိုခန္ဓာကြီးတော်ဖွံ့ဖြိုးမှုနဲ့အာရတက်များစွာပါဝင်တယ်လို့ကျန်းမာရေးအတွက်လည်းတော်တော်လေးအကျိုးပြုတဲ့အစားအစာအဖြစ်လူတိုင်းကလက်ခံထားကြပါတယ်။ကိုလက်စထရောနဲ့ကယ်လိုရီဓာတ်အနည်းငယ်ပါဝင်တဲ့အတွက်အတော်အသင့်စားသုံးမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်မှာပါ။ကျဲဥကိုပြုတ်စားတာကြော်စားကြပေမယ့်ထူးထူးခြားခြားအားပိုရှိအောင်ဆိုပြီးတော့အစိမ်းစားကြတဲ့သူတွေလည်းရှိပါတယ်။ကျဲဥအစိမ်းစားတဲ့အခါမှာကျန်းမာရေးအတွက်အကျိုးရှိတာတေချာတာဆိုတာကိုပြပြပေးလိုက်တယ်နော်။ ကျဲဥတွေဟာချဲ့ရပြုတ်ရတာလည်းအဆင်ပြေသလိုကင်းရမယ်တော်တော်များများမှလည်းကျဲ့ဥကိုမပါမဖြစ်ထည့်သွင်းကြပါရယ်။ငွေကျော်စားမလားထမင်းနဲ့ပဲတွဲကျော်စားမလားပြုတ်ပြီးပေါင်းပြီးလဲစားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်ရှင်မတွေအတွက်ချက်ပြုတ်ရတာလည်းအယွမ်းလွယ်ကူပါရယ်။အခုနောက်ပိုင်းမှာကျဲ့ဥကိုအစိမ့်လိုက်စားတဲ့အချိန်ကပြန်ပြီးတော့ခေစားလာပါရယ်။တချို့ကလည်းအားရှိတဲ့ကြွသားတက်တဲ့ကျမ်းမာတယ်ဆိုပြီးတော့စားကြပါရယ်။အစိမ့်မစားတဲ့သူတွေအနေနဲ့ကတော့ဒီအချိန်ဟာမကောင်းဘူးယောဂပုံမတွေပါနိုင်တယ် ချက်ပြီးစားတာကပဲကောင်းတယ်ဆိုပြီးတော့လည်းပြောကြမျိုးရှိရပါတော့။ဒီတော့ကျုပ်အစိမ်းစားရတဲ့ပတ်သက်ပြီးတော့လူတွေသိထားတဲ့နဲ့ကျမရေးဆိုင်ရာအကျိုးကျေးဇူးတွေနဲ့သတိထားတဲ့ဆောင်ရွက်ဆောင်ရွက်အချက်တွေကိုပြပြပေးချင်ပါတယ်။မူလကျုပ်ဥမှာပရိုတင်းဓာတ်ကျန်းမာစေတဲ့အစီအတဲ့အများကြီးပါဝင်နေပါတယ်။ဗီတာမင် A, B, ဆီလီနီယံ folic acid မျိုးစိအကောင်းစေတဲ့ဒရိုးဆန့်ကျင်ပစ္စည်းတွေအုံနောက်ကိုကောင်းစွာအလုံးလုံးနိုင်ဖို့အတွက်ကိုလင်းဓာတ်တွေပါဝင်ပါတယ်။ ကျန်းမာရေးကိုအလေးထားနေတဲ့သူတွေအနေနဲ့ကတော့ကျုပ်ကိုတလုံးလုံးအပြည့်အဝစားပြတာကတော့အကောင်းဆုံးပါကျုပ်မှာပါဝင်တဲ့အာရတ်ဓာတ်အများစုကအနှစ်ထဲမှာစုနေတာဖြစ်ပြီးတော့အကာထဲမှာတော့ပရိုတင်းဓာတ်တွေအများဆုံးပါဝင်နေပါတယ်အာကစားသမားတွေကြွက်သားတက်ဖို့လေ့ကျင့်နေတဲ့အမျိုးသားတွေအတက်ကတော့အကာကိုမြင်များစားပြသင့်ပါတယ်နော်စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာကျုပ်ကိုချက်စားရတဲ့သူတွေမှာ သူ့မှာပါဝင်တဲ့ predator ရဲ့90ရာခိုင်နှုန်းကိုခန္ဓာကိုယ်ကကောင်းစွာဆုပ်ယူနိုင်ပေမဲ့အစိမ်းစားမယ်ဆိုရင်တော့ predator 50ရာခိုင်နှုန်းပဲဆုပ်ယူနိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ချက်စားတဲ့အခါမှာကိုချက်တဲ့ပုံစံမိဘူးအချိန်ပေါ်မူတည်ပြီးတော့တခြားဗီတာမင်နဲ့အာဟာရဓာတ်တွေရောနေတော့တာမျိုးဖြစ်နိုင်ပါတယ်။ဘေးရမဆိုးမချက်ပဲအစိမ်းစားတဲ့အခါမှာ bacteria ပိုးမွားတွေကအနည်းငယ်အများပါလာတတ်ပါတယ်။ကျုပ်မှလည်း salmonella လို့ခေါ်တဲ့အစာအစိမ်းသင့်ခြင်းကိုဖြစ်စေတဲ့ bacteria ပိုးမွားလေးတွေပါဝင်နေတတ်ပါတယ်။ ီပူးမွှားလေးတွေဟာကျုပ်အပြင်ကူမာရော အတွင်းမှာပါရှိနေနိုင်ပါတယ်။ပိုးပနေတဲ့ကျုပ်ကိုအစင်းအတိုင်းစားလိုက်တာဟာဘိုင်အောက်ပိုင်းနာတာ၊ဝမ်းလျှော့တာ၊အော်အန်တာ၊ဖျားနာတာခေါင်းမူတာဒီလိုမျိုးလက္ခဏာတွေဖြစ်တတ်ပါတယ်။ကျုပ်ကိုအစင်းတိုင်းစားဖို့မသင့်တော်တဲ့အသက်ရေလိုမရှိပေမဲ့သူ့နောက်မှာပါလာနိုင်တဲ့ဘက်တီးရီးယားပိုးမွှားနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိုးရိမ်စရာရှိပါတယ်။ ကိုဝင်ဆောင်မျိုးသမီးရဲ့အနေနဲ့ဗတ္တိရီယာပိုးပါနေတဲ့ကျုပ်ကိုအစိမ်းစားမိတာဟာတအင်ကိုညစ်ပြီးတော့ကက်ရှည်တာတွေဖြစ်လာနိုင်တဲ့အတွက်လမ်းမစိပဲနဲ့ကလေးမွေးလာတို့တွေဖြစ်လာနိုင်ပါရဲ့နော်။ဒါကြောင့်ဆိုရင်တော့ကျုပ်အစိမ်းစားတာဟာကျမရဲ့ပေါ်မှာဘယ်လိုမျိုးတရားမှုတွေရှိလဲဆိုတာကိုသိသွားလောက်ပြီးထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။